ဲဆက်လက်ပြီးတော့ကျွန်တော်တပတ်တာအတွင်းတောက်ကြသားသမီးတွေကံကြမ္မာကိုလမ်းညွှန်ဟောကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့22မှာ3ရက်မတ်လ2025တနင်္ဂနွေနေ့ကနေပြီးတော့22မှာ9ရက်မတ်လ2025စနေနေ့အထိတပတ်တာကာလအတွင်းတောက်ကြသားသမီးတွေကံကြမ္မာအခြေအနေဘယ်လိုဖြစ်မလဲကျွန်တော်တို့ကြည့်လိုက်ကြရအောင်ဒီတစ်ပတ်တာမှာတော့တောက်ကြသားသမီးတွေအနေနဲ့ဟာလာအလောက်ကန်အခွင့်လန်း အလွန်ပေါ်များတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့မိမိလှုပ်တဲ့လှုပ်ရက်ပေါ်မှာပြီးခဲ့တဲ့ကာလတွေမှာဟုတ်လားပြီးခဲ့တဲ့တပတ်နှစ်ပတ်တစ်လနှစ်လမှာအဆင်မပြေခဲ့ဘူးဆိုရင်တော့ဒီတပတ်တာမှာပြန်လဲအဆင်ပြေလာမယ်ဆိုတဲ့တပတ်တာဖြစ်တယ်အဲ့တော့ပြီးခဲ့တဲ့ကာလတွေမှာအလုံးမှာအခက်အခဲတွေတွေ့တဲ့စိတ်ညစ်စရာတွေတွေ့တဲ့အဆင်မပြေမှုတွေဟုတ်လားကိုယ်မှန်းချက်နဲ့နှမ်းတော့မကြိုက်တာတွေဖြစ်နေရင်တော့ဒီတပတ်တာမှာပြန်လဲစူးစမ်းခြင်းဖြင့်အောင်မြင်နိုင်မှုလမ်းအခွင့်တာတယ်ကုညီသူစောင့်ရှောက်သူပံ့ပိုးသူဆိုတာမျိုးတွေလည်းဒီတပတ်တာမှာရရှိနိုင်တဲ့တပတ်တာဖြစ်တယ် အဲ့ဒါကိုကြံစီရွယ်စိတ်ကူးတာတွေကပြီးခဲ့တဲ့ကာလမှာမဖြစ်ဘူးဒီတစ်ပတ်မှာမှအောင်မြင်မယ်ဆိုတဲ့တပတ်တာကာလဖြစ်ပါတယ်အဲအလားတူပဲဒီတစ်ပတ်တာမှာကောင်းသောခီးတွေကြုံမယ်အရေးကြီးတဲ့ခီးစဉ်ကိစ္စတွေလှုပ်ချင်းဖြစ်အောင်မြင်မယ်အကျိုးရှိတဲ့ခီးဟာလားစသဖြင့်ကောင်းချိုးလိုရာခီးမျိုးတွေကြုံတတ်တယ်ပျော်ရွှင်စရာခီးလည်းဖြစ်နိုင်တယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့အဆက်အသွယ်ပြတ်တောက်နေတာနဲ့အဆက်အသွယ်ပြန်ပြီးတော့ချိတ်ဆက်မိတာဟဲ့လားစတုလုပ်ငန်းတွေလုပ်လို့အကျိုးပေးတာဆိုတာမျိုးတွေအကြုံရမဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ကိုယ်နဲ့ပတ်သက်တဲ့ပဋ္ဌာန်းဆက် သို့မဟုတ်လူပုဂ္ဂိုလ်တွေကကူညီတာပံ့ပိုးတာကြောင့်ကိုယ့်ရဲ့အလုပ်တွေကပို့ပြီးတော့အောင်မြင်ထမြောက်တယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဒီတပတ်ကတော့လုပ်ဖို့ပဲလိုတယ်ကိုလုပ်တာတွေကအပေါက်လန်းတက်ပြီးအောင်မြင်လာနိုင်တဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့အဲကိုပိုင်လုံကအရောင်းဝယ်လုပ်တဲ့မိစေတွေအနေနဲ့လည်းတိတိတသာပုံမှုပြီးတော့တိုးတက်လာနိုင်တဲ့အချိန်ဟုန်ရနိုင်တဲ့တပတ်တာဖြစ်ပါတယ်ပြီးခဲ့တဲ့ကာလတွေမှာပေးဆက်ခဲ့တာတွေကဒီတပတ်တာမှာပြန်လဲရယူနိုင်မယ်အဲလက်မဲ့အခြေအနေတွေကနေဟလာလက်ရှိအခြေအနေလိုဟာမျိုးတွေပြန်ဖြစ်လာမယ်ဆိုတဲ့တပတ်တာကာလမျိုးဖြစ်ပါတယ် ဂျမိုင်းနဲ့ပတ်သက်လေတို့လေအောင်လားအနှဲငယ်ဖြစ်တတ်တယ်ဒါလေးယူတော့သတိထားဖို့လိုတယ်အရင်လဲစိုးရင်စရာမလိုဘူးအဲ့တော့ကိုပိုင်ညာကိုပိုင်ဟာနဲ့ကိုယ့်အကြံစီတွေဟဲ့လားဖော်ဆောင်ခြင်းဖြစ်ဒီတပတ်တာမှာအောင်မြင်နိုင်တဲ့တပတ်တာဖြစ်တယ်အဲ့တော့လုပ်ငန်းသစ်တွေချက်တွင်မယ်ဟဲ့လားလုပ်ငန်းစတင်မယ်အလုပ်နဲ့ပတ်သက်ပြီးတော့အရေးကြီးတဲ့အလုပ်တွေကိုလုပ်မယ်အင်တာဗျူးပြင်မယ်ယာရုတိုစံမိုးပဲစသဖြင့်ဒီလိုငွေကြေးအပါဝင်ဒီလိုကိစ္စတွေကိုလုပ်မယ်ဆိုရင်တော့ဒီတပတ်တာမှာ ပြန်လဲပြီးအောင်မြင်ကောင်းမွန်နိုင်တဲ့တပတ်တာလှုပ်တဲ့တဲ့တပတ်တာဖြစ်ပါတယ်ငွေကြေးရစလဲငွေကြေးလက်လာပဲပေါများတာငွေကြေးနဲ့ပတ်သက်အထောက်ပံ့အဲရတာမျိုးတွေပတ်မမှုရတာမျိုးတွေကြုံရမဲ့တပတ်တာလည်းဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်လည်းလမ်းခွင့်တာတဲ့တပတ်တာဖြစ်တယ်အခြေအိမ်တော်မြစ်တာကြီးမှာတော့အနှဲငယ်စိတ်ဆုစိတ်ကောက်တာနားလည်မှုလွဲတာမျိုးတွေဖြစ်တယ်တဲ့စိုးရင်လောက်တဲ့အခြေအနေမှာမရှိဘူးဘလို့ပင်ဖြစ်နေပါသေးဒီတပတ်ဒီဟာလာကိုဟာ ဆက်တူလုပ်ငန်းအကျိုးတူလုပ်ငန်းတွေလုပ်လို့ရတယ်။ကုညီထောက်ပံ့သူတွေရှိနေတယ်။ကိုလုပ်တဲ့အလုပ်တွေကဒီတစ်ပတ်တာမှာပို့ပြီးတော့ထူးကျွန်တာပို့ပြီးတော့တိုးတက်တာပို့အားကောင်းလာတာမျိုးတွေကြုံရမဲ့တစ်ပတ်တာဖြစ်တယ်။ဒီတစ်ပတ်ကံကောင်းလက်ရှင်ကနန်းသည်6ကနန်းအကျိုးပေးတဲ့အကြောင်းကတော့ရွှေညူအောင်ဖြစ်ပါတယ်။တောက်ကြသားသမီးမိတ်ဆွေများတို့ပါ။